န်းသိပန်းညိုယောဂါကဆိုလို့ရှိရင်အိမ်တောင်တဲ့ဘဝကိုတိတိတနာထိခိုက်စေပြီးတော့နေ့စဉ်မိသားစုဘဝကိုပါအဲဒါအကျိုးသက်ရောက်နေအောင်ကျွန်တော်တွေးရှိရမယ်ဒီမှာမိထားတဲ့မိကုံလေးကိုတစ်ချက်လေးကြည့်ပြီးပါပန်းညိုလေးကတော့ကြာပြီတောင်ညံမန်းတို့ကတော့လည်းသူတောက်ထားတယ်6လလောက်ရှိပြီမလုပ်အောင်လည်းသူမိထားတဲ့ပုံစံမျိုးလေးပေါ့နော်အဲအခုနောက်ပိုင်းမှာဆိုလို့ရှိရင်ငယ်ရွယ်တဲ့သူတွေမှာပို့ပြီးတော့ပန်းညိုနေအောင်တွေးရှိရတယ်ပန်းသိပန်းညိုပြဿနာကိုဟိုဒါခံစားနေအောင်တွေးရှိရတယ်ဟိုအရင်တော့အသက်ကြီးတဲ့သူတွေပဲကျွန်တော်တို့ဖြစ်တယ်လို့ကျွန်တော်တို့ယူဆထားတာပေါ့နော် ပန်းသိပန်းညိုရောင်းအောင်ကိုကျွန်တော်တို့ကအသက်40အောင်းနဲ့အသက်40အထက်ဆိုတာနှစ်ခုပွဲထားတယ်။အသက်40အထက်မှာဆိုလို့ရှိရင်50ရာခိုင်နှုန်းကိုပန်းသိပန်းညိုရောင်းအောင်ဖြစ်တာကိုတွေ့ရှိရပြီးတော့အသက်50အသက်40အောင်းမှာဆိုလို့ရှိရင်900ရာခိုင်နှုန်းတွေ့ရှိရတယ်ဆိုတော့ကျွန်တော်တို့ဩအရင်တော့ကဒါလေ့လာထားတဲ့ reset တွေအရာကျွန်တော်တွေ့ရှိရတယ်။အခုနောက်ပိုင်းမှာအဲ့လိုမျိုးတော့ငါ40အောင်းဒီမှာလည်းပန်းသိပန်းညိုရောင်းအောင်တော်တော်လေးတွေ့ရှိရတယ်ပေါ့နော်။အဲ့တော့ပန်းသိပန်းညိုဖြစ်တာကိုကျွန်တော်တို့က ကာဝင်မယ်ဆိုလို့ချင်းရင်ဘယ်လိုလုပ်ဆောင်မလဲเนาะအဲ့ဒါထားလိုက်အောင်ပေါ့နော်အခုလောတယ်ပန်းနေပန်းညုံမဖြစ်ဖို့ကိုသူကဘယ်အချက်တွေက supporting လုပ်ထားလဲဆိုလို့ချင်းနံပါတ်1အချက်ပေါ့နော်ကျွန်တော်ဥနောက်ဥနောက်အောင်ကျုံးစနေတွေကဘယ်လိုလဲရ automatic ပေါ့နော်အဲအိုက်ကောင်တွေကလုံးဝ supporting လုပ်အောင်အဲ့နံပါတ်1အချက်နော်အဲ့ဒါမှဆိုရင်လိန်ကတခုတေးချာလေးကောင်းကောင်းထောက်မှတ်နိုင်မယ်။နံပါတ်2အချက်ကဆိုလို့ချင်းကျွန်တော်တို့ကသွေးလက်ပတ်မှု system ပေါ့နော်။သွေးလက်ပတ်မှု system တော်တော်လေးကောင်းပြီးတော့လိန်ကပို့သွေးရောက်အောင် supporting လုပ်နိုင်ရမယ်။နော်။ အဲပြီးလို့ရှိရင်နံပါတ်3အချက်ကဆိုလို့ရှိရင်ကျွန်တော်ကလည်းဆိုလို့ရှိရင်အဲဒီအော်တိုနဲ့ကျွန်တော်ခန္ဓာကိုယ်ကနေပြီးတော့အလိုလျောက်ကြွက်သားတွေကနေပြီးတော့ချောင်းမွေးတဲ့ကြွက်သားတွေကနေကုညီထောက်ပံ့ပေးနိုင်အောင်အဓိကကတော့မာဆယ်ရီမာဆယ်ရီအလုပ်လုပ်အောင်လေနော်နံပါတ်4ကဆိုလို့ရှိရင်ကျွန်တော်တို့ကသွေးကြောပိတ်ဆို့မှုတွေလုံးဝမရှိရဘူးပေါ့နော်အဲအချက်တင်နေဆိုလို့ရှိရင်တော့လုံးဝ okay မှာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်ညီကိုတွေကဆိုလို့ရှိရင်ဒီအချက်၄ချက်ကိုပြည့်စုံမယ်ဆိုလို့ရှိရင်လုံးဝ okay မှာဖြစ်တယ်လို့ကျွန်တော်ပြောခြင်းတယ်အဲတကယ်လို့ဒီကျွန်တော်တိုင်ပင်ဆွေးနွေးခြင်းနဲ့ဆိုလို့ရှိရင်တော့ဘိုင်ဘယ်လောက်လာခဲ့ပြီပါကျွန်တော်တေချာလေးတိုင်ပင်ဆွေးနွေးပြီးပါမယ်နော် 拜拜。Bye bye.